ရခိုင်ပြည်နယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြားမှာကုန်သွယ်မှုပြုလုပ်နေတဲ့မောင်တော့ကကငင်းရှောင်းကုန်သွယ်ရေးရပ်တန့်နေတယ်လို့ကုန်သည်တွေစီကတီးရပါတယ်ပြည်ကနေနှစ်ပတ်ကစပြီးရက်တက်နေတာဖြစ်ပြီးရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နှစ်ဖက်လုံးကကုန်ပစ္စည်းတွေပိတ်မိနေတယ်လို့လည်းကုန်တယ်တွေကပြောကြပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကရခိုင်ရေပိုင်တဲ့အတွင်းမှာတရားမဝင်ငွားခိုးဖန်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေကိုအာရခတ်တပ်တော်ကဖမ်းဆီးပြီးရခိုင်ဘက်ကကုန်ပစ္စည်းတင်ပို့တဲ့လှေတွေကိုလည်းဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေကဖမ်းဆီးတာကြောင့်ရက်တက်နေတာဖြစ်တယ်လို့ကုန်တယ်တို့ကပြောပါတယ်။ SS တက်ကနေပြီးကျွန်တော်တို့ရခိုင်ဖက်ကိုရေပိုင်းနဲ့ကျူးကျော်ပြီးဝင်လာတဲ့ငါးဖမ်းပုတ်တွေကိုဟိုကျွန်တော်တို့အာခတ်တက်တော်ကနေဖမ်းဆီးထားတာရှိတယ်။ဒါအတွက်ကြောင့်တစ်ဖက်မှာဒီဖက်ရခိုင်ဖက်ကတော်တဲ့ကုန်ပုတ်တွေဟိုလေးပဲဟိုဖက်မှာဖမ်းဆီးထားတာလည်းရှိတယ်။ဒါကတော့သူတို့အချင်းချင်းကြားထဲမှာအပြန်လန်ဖြစ်နေကြတဲ့သဘောပေါ့။ခရင်ရှောင်းကုန်တွေစိတ်ကန်းကနေရခိုင်ဘက်ကဆန်နဲ့ကုန်ဒီငရှောက်ကနာ သက်စားတဲ့ကုန်ပစ္စည်းများတင်ပို့ပြီးဘင်္ဂလားဒေ့ရှ်ဘက်ကတော့အရှိကစားသောကုန်တွေရခိုင်ပြည်ဘက်ကိုတင်သွင်းနေတာလည်းဖြစ်ပါတယ်။ရခိုင်ဒေသကိုစစ်ကောင်စီကကုန်သွေးလမ်းတွေပိတ်ဆို့ခဲ့ပြီးနောက်ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယနိုင်ငံတို့နဲ့ကုန်သွေးလုံခြုံရေးလုပ်ကိုင်နေတာလည်းဖြစ်ပါတယ်။ကြည့်တာဖြစ်ပါတယ်ဘာလို့ဆိုတော့ပြည်သူတွေအနေနဲ့လေအကျိုးမြတ်တွေခံစားရတယ်လို့ဟိုအစိုးရအနေနဲ့လေအောက်ခံရတာပေါ့ ဒီကိစ္စတွေကတော့ဖြစ်ရှင်းလို့ရတဲ့ကိစ္စတွေဖြစ်တယ်လို့သိရပါတယ်ဟိုမကြခင်အတွင်းမှာပြန်ဖွင့်နိုင်မယ်လို့ဟိုကြားသိရတာလည်းရှိပါတယ်လက်ရှိမှာတော့ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နှစ်ဖက်အာဏာပိုင်တွေကကနေရှောင်းကုံတွေနဲ့ပတ်သက်ပြီးညှိနှိုင်းမှုတွေပြုလုပ်နေကြပြီးမကြခင်ပြန်ပွင့်လာတော့မယ်လို့ကုံတွေကပြောကြပါတယ်ကနေရှောင်းစီပွားရေးဆောင်ဟာစက်ကောင်စီလက်ထက်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နယ်စပ်ကုန်သွယ်ရေးများစွာပြုလုပ်ခဲ့ပြီးစက်ကောင်စီအတွက်အကျိုးအမြတ်များစွာရရှိခဲ့တဲ့ကုန်သွယ်ရေးစခန်းတစ်ခုလည်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကအေဂိုမရှင်ကမ်ပနက်တော့ရခိုင်ကိုပို့ကုန်တယ်၊သွင်ကုန်တယ်ရလိုက်တယ်ဆိုရင်နေဆက်ကုန်သေးကရမယ်အမြန်းနဲ့အခွင့်အလဲဆုံရှုံရမှာပါအဲ့ဒီအပြင်ရခိုင်ကတင်သွင်းတဲ့ကုန်ပိတ်စစ်တကောအခြားနေရာကနေကုန်ပိတ်စစ်တဲ့နဲ့အစောထဖို့ဘင်္ဂလားဒေ့ရှ်ဘက်ကကြိုးစားရမှာပါလက်ရှိဘင်္ဂလားဒေ့ရှ်နေဆက်တစ်ခုလုံးကိုအာရခတ်တော်အေကထိန်းချုပ်ထားတာကြောင့်ဘင်္ဂလားဒေ့ရှ်အနေနဲ့အေအေကိုမဖြစ်မနေရှင်းကပ်ရမယ်လို့စီးပွားရေးလေ့လာသူတွေကသုံးသပ်ကြပါတယ် လက်ရှိမှာတော့ရခိုင်ဘင်္ဂလားဒေ့ရှ်ကရင်ရှောင်းကုန်သွယ်မှုရပ်တန့်နေပေမဲ့တောင်ပြိုဘန်ဒူလာနဲ့အခြားနေရာတွေကကုန်သွယ်ရေးလုပ်ငန်းတွေလုပ်ကိုင်နေကြလို့လည်းသိရပါတယ်ခင်ဗျာ။